ဖရာရဲ့အမတ်ရဲ့သူများကိုလည်းအမီမီမိသားစုဝင်လက်ချင်းပေါ်ချင်းချင်းနဲ့အာမင်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 အေးရကယေရှုကြောင့်သာသမတ်ပြုခဲ့တယ်။ဟာလေလုယ။ဟာလေလုယ။ယေရှုဘုံကြီးပါစေ။အာမင်။အာမင်။ဘုရားရှင်ကစီရင်လုံးပါတယ်မှာလုံးလုံးနေတာဖြစ်တယ်။ဘုရားရှင်ကတမီးတကာတွေမှာထူချာစွာလုံးလုံးတာက ရာရှင်မှာထူချတော့စအကြံစီရှိလို့ဖြစ်တယ်။ဒါကထူချဆိုတော့ကောင်းဖြစ်ပြီးချင်းလေဘူရှူတောင်းပါဘူချန်စာဖတ်ပါဘူနေချပါ။အိုးပြီးတော့နာခံခြင်းနဲ့တက်ရှင်ပါ။ဖရာကချိန်မှာတော့နာကတော့တမီကိုပြင်ဆင်နေတာဖြစ်တယ်။နာကမှတမီမစင်စားဘူးတဲ့အရာ။အရင်ကဆိုကိုယ့်ရဲ့တမန်တရားကိုယ့်ရဲ့အချင်းအဖြစ် ဘာသာပြန်အားဖြင့်ကောင်းကင်ထဲကိုရောက်တယ်လို့ထင်ခဲ့အခုတော့ဆရာအားဖြင့်ဖရာရဲ့တမန်တရားကိုတကယ်နားလည်မှဖရာကမိမိရဲ့ကေတင်ပိုင်ရှင်အားဖြင့် အပြည့်ယုံကြည်လက်ခံပါတယ်တောင်းတနိုင်တဲ့ရောက်တဲ့ဆိုတာပြောရှိပါတယ်ဒီလုံးကတော့သူများစိတ်ဖို့တပုတ်ကုန်တယ်ဒီကဒီကနော်ရပြန်စီဘူရာကိစားမရှိဘူးလို့ရစီပြီးဥစားကိုခူရနေတူတူပဲစက်တယ်တမီးတောင်တကယ်လို့ခူတကယ်လို့လူခံစားရအမီတကယ်နားလေးခွန်တိတကယ်နောင်နာရပြီဒီအခုသူချက်ပြစ်စစ်နေပြန် မင်အမင်ဟောတာကိစ္စရှိဘူးနော်ဖရာရဲ့တမန်တရားကလုံသားတယ်မလို့လို့တဲ့ခါမှငိုတာကိစ္စမရှိဘူးရှိကောင်းချပြပါစေ ရှိကာရေဆုပေါင်းပေးမယ်နော်ဟာလေလုယာတရှင်တော်မူတော်အဖကိုရောယေရှုသည်နဲ့ကိုရောရဲ့နှုတ်ကပတ်တော်အဖြစ်ဤသမီးရဲ့တသားကိုတူတီပေးတော်ကြောင့်ယေရှုသည်နဲ့ကိုရောဒီနဲ့ဆိုင်စွာဆံတော်နှလုံးသားအတွက်နှလုံးသားရဲ့ဆံငခြင်းကိုမြည်တမ်းအတိမပြုတော်ဘုရားရှင်ဖြစ်တော်ကြောင့်ယေရှုသည်နဲ့ ရောရတမီအတွက်နှလုံးသားထဲမှာလူတွေမတိနိုင်မမြင်နိုင်တော့လေပဲအတွက်နှလုံးသားထဲမှာဆံငါတော့ရာကိုဘုရားရှင်တဲ့တိမပြူပြီးတော့မှတူတီပြီးပြီးဖြစ်လို့ခြေဆုတင်နေစကံပြောပြီးဖြစ်လို့ခြေဆုတင်နေသူရတ္တကိုထူးခြားစီပြီးဖြစ်လို့ခြေဆုတင်နေတမတရားနာလီစီပြီးဖြစ်လို့ခြေဆုတင်နေစေဖို့ဘုံမမှန်တဲ့ရာတွေလုံးစုံကလေးကိုရောဘုရားရှင်ခွန်လွတ်တဲ့ယုံမကပဲနေဒီနေ့ကနေစပြီးတော့စေဖို့ဘုံမှန်ကန်ပြီးတော့မှတတားတွေမှာလို့ဆောင်တဲ့များအကြံစီတဲ့များတွေမှာတောင်း၍ကောင်းကြီးရှိပြီးတော့မှသူများအတွက် လည်းကောင်းချီးဖြစ်နိုင်ဖို့မိသားစုကြီးကိုမောင်မားတွေအားလုံးအတွက်လည်းကောင်းချီးဖြစ်နိုင်ဖို့ကောင်းချီးပေးတော်မူပါဖခင်နဲ့တာ၍ရှောက်လန်တတ်တော်သမီးဖြစ်နိုင်ဖို့ဖခင်ဘုံတော်ထင်ရှားစေတော်သမီးဖြစ်နိုင်ဖို့ခန္ဓာစိတ်ဝိညာဉ်အကျွဲ့မဲ့ဖခင်ကိုနာခံတော်သမီးဖြစ်နိုင်ဖို့ဖခင်ရဲ့ဘုံတော်အတွက်အသက်ရှင်တတ်တော်သမီးဖြစ်နိုင်ဖို့အတွက်သမီးကိုကောင်းချီးပေးတော်မူပါသမီးရဲ့ခန္ဓာစိတ်ဝိညာဉ်အလုံးစုံနဲ့စုပေါင်းကတ်ချက်လုံးစုံဆံကတ်မှုအလုံးစုံကိုလည်းလက်တော်မှာဆက်ကအနန္တေကောင်းချီးပေးစုတောင်းတဲ့ယေရှုနာမ၌စုတောင်းပါတယ်ပါအာမင်အာမင် မယ်အာမယ်အာမယ်အာမယ်ရအောင်ကြည့်ပေးပါစေနော်အေးရင်လုံးကဆိုအမြဲငါဆိုတဲ့စိတ်ရှိငါတော့လူတွေကငါ့ကိုချီးမြှောက်ရင်တမရအရင်ဝမ်းသာအမြဲလို့နေခဲ့ပြေလေးနေပါဦးလေးမယူသေးခဲ့ပြေလေးတမရကိုလာပြောလေကောငါဆိုတဲ့စိတ်နဲ့အပြည့်တော့ပြည့်လာအမေကတည်းကနောက်ဘက်တော့တကယ်ကြိုက်ကမှတည်းအရင်ဝမ်းသာတယ် ये पे पे तो प्रोग्रेस पे आए तमाम तुम यहां को ले अपने में मिटा सुन वाले थे आमीन 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 ये या का यीशु चाहता है तुम रे को के हालेलुया हालेलुया ရရှိဖို့ကြည်ပါစေအာမင်ဘုရားရှင်ကဒီလုံးပါတယ်မလို့လို့နေတာဖြစ်တယ် ဘုရားရှင်ကတမီးတတာလေးမထူချာစွာလုံးလုံးတာကဘုရားရှင်မှာထူချာတော့စအကြံစီရှိလို့ဖြစ်တယ်။ဒါကထူချာစွာကောင်းကြည့်ခြင်းနဲ့ဘုရားတောင်းပါဘုရားစားဖတ်ပါဘုနေချပါ။အိုးပြန်နာခံခြင်းနဲ့တက်ရှင်ပါ။ဘုရားကကြည်မာတော့နာကတော့တမီးကိုပြင်ဆင်နေတာဖြစ်တယ်။ အနာကမှာတမီမစင်စားဖို့တဲ့အရာတမီမကြံစီဖို့တဲ့အရာမမက်ဖို့တဲ့အရာတွေဘုရားကကြည်မာစွာတမီကိုအတုံးပြုမှဖြစ်တဲ့တော့ကြောင့်အခုတမီရဲ့နှလုံးသားကိုဘုရားချိုးဖိနေတာတမီရဲ့နှလုံးသားကိုဘုရားပြင်ဆင်နေတာဘာဖြစ်လို့လဲအတုံးခြင်းလို့အတုံးပြုခြင်းလို့ကောင်းချီးပေးခြင်းလို့ မကောင်းတဲ့အရာတွေအလုံးဖြီးပြီးပြီးဆိုရင်အကောင်းဆုံးဘုရားကသုံးပြုခြင်းတဲ့အတွက်ကြောင့်တမေကိုပြင်ဆင်နေတာဖြစ်တယ်။တမေကရန်ကောင်းချီခံစားရတယ်။ဘုရားယွင်းတို့တော်သူဖြစ်တယ်။ဘုရားကောင်းချီပေးတော်သူဖြစ်တယ်။ဒီတင်တာမှာကောင်းချီရတော်သူဖြစ်တယ်။ဘုရားရဲ့မျက်နှာသာရတော်သူဖြစ်တယ်။ဘုရားကအကျဉ်းစီကြီးမားသောအကျဉ်းစီနဲ့အနာဂတ်မှာကြီးမားစွာသုံးပြုအောင်မှာဖြစ်တယ်။အဲ့တော့ကြောင့်ဘုရားမှာခွင့်အားယူပါ။ဘုရားနဲ့များများချီးယူပါ။ဘုရားနဲ့စကားပြောပါ။ ျမ်းစာဖတ်ပါနင်းချခြင်းနဲ့တက်ချက်အသက်ရှင်ပါဘုရားရှင်ကောင်းချီးပေးပါစေနော်ကောင်းချီးပေးပါစေဘုရားကောင်းချီးပေးပါစေအာမင်အာမင်အာမင်